ျွန်တော်ဘွားမှာလုံးဝမေ့လို့မရတဲ့အရာကတော့ကျွန်တော်တို့ဟာ2009ခုနှစ်မှာရခိုင်တော်လှန်ရေးကိုလူ26ယောက်နဲ့စခဲ့ကြတယ်။အဲ့ဒီအချိန်မှာကျွန်တော်တို့လူ26ယောက်မှာစုစုပေါင်းတနက်တစ်လက်ပဲရှိပါတယ်။အဲ့ဒီလိုတနက်ကလေးတစ်လက်နဲ့လူ26ယောက်နဲ့စပြီးမှကျွန်တော်တို့ကဒုက္ခအမျိုးမျိုးကြားမှာရုပ်ကဲကြိုးစားရင်းပထမဆုံးကျွန်တော်တို့ကိုကိုကဲအဖွဲ့စီဥပုံကြရှင်ကနေပြီးမှ လက်နဲ့တရားလက်ဆောင်ပြခဲ့ပါတယ်ကျွန်တော်တို့ဟာအဲ့ဒီတနက်အလက်တရားရဲ့ RPG နဲ့လက်ရဲ့အဲ့ဒါကိုကင်ပြီးမှရခိုင်ပြည်ကိုထိုးပေါက်ဝင်ရောက်နိုင်ခဲ့ပါတယ်ဒီကိစ္စဟာကျွန်တော်တို့ရခိုင်တော်လှန်ရေးအတွက်အင်မတန်မှအရေးပါတဲ့ကိစ္စကြီးတစ်ခုဖြစ်ပါတယ်ကျွန်တော်တို့လူ26ယောက်တနက်တလနဲ့စတင်ခဲ့တဲ့ပထမဆုံးသောလက်နက်တရားကိုဥပုံကြရှင်နဲ့ကိုကန့်ဘဘူကော်မတီကဆုံးဖြတ်ပြီးကျွန်တော်တို့ကိုကူညီဖူးခဲ့တယ် ဒီနေ့ဒီချိန်မှာကျွန်တော်တို့ဟာတည်ရင်တည်ရင်ကို လူ300လောက်နဲ့တည်ရင်ရာချီပြီးမှဖွဲ့စည်းပြီးမဟာမိတ်တွေနဲ့လက်တွဲပြီးတိုက်ပွဲဝင်နေပြီဖြစ်ပါတယ်